သားတို့သမီးတို့ရေ အခုဒီချေပြောပြပေးမယ်ပုံမြင်လေးရဲ့အမည်ကတော့ဘယ်သွားမလို့လဲကြပါဦးတဲ့ကဲအားလုံးပဲနားထောင်ကြည့်ကြရအောင်တခါတုန်းကရွာသားရဆိုတဲ့ရွာကလေးမှာ ဂျာပေါ့တုမိသားစုဟာလေယာလုပ်ငန်းကိုလုပ်ကိုင်ပြီးပျော်ရွှင်စွာနေထိုင်ကြတဲ့ကွယ်ဂျာပေါ့အသက်9နှစ်အရွယ်ရောက်တဲ့အခါမှာဂျာပေါ့ရဲ့မိဘတွေဟာကျောင်းတက်ဖို့ရွာမှာရှိတဲ့မူလာတန်းကျောင်းမှာကျောင်းသွားအပ်ကြတာပေါ့ကွယ်ဂျာပေါ့ကလည်းကျောင်းတက်ရတော့မယ်ဆိုပြီးအယံဝမ်းသာနေရှာတဲ့ကွယ်ကျောင်းစားတက်ရမယ့်နေ့ရောက်တဲ့အခါမှာဂျာပေါ့ကမန္တန်စောစော အယတာရေချိုးအဝတ်စားလဲခမင်းစားပြီးတော့သူ့ဖေဝယ်ပေးထားတဲ့လွယ်အိတ်ကလေးကိုလွဲပြီးသူ့အမေကိုဖတ်လိုက်ပြီးတော့မမေဂျာပေါ့ကျောင်းသွားတော့မယ်လို့ပြောပြီးနှုတ်ဆက်တဲ့ကွယ်သူ့အမေကလည်းသမီးကောင်းကောင်းသွားနော်လို့ပြောလိုက်တဲ့ကွယ်အဲ့ဒီလိုနဲ့အိမ်ကနေထွက်လာပြီးခြံဝရောက်တော့သူ့တော်လေးနဲ့တွေ့တဲ့အခါမှာ သူ့တော်လေးကဘယ်သွားမလို့လဲဂျာပေါက်လို့မေးလိုက်တဲ့ကွယ်ဂျာပေါက်ကလည်းចောင်းသွားမလို့ပါလို့ပြောလိုက်တဲ့ကွယ်အဲ့ဒီလူနဲ့ရှေ့ဆက်ပြီးသွားလိုက်တဲ့အခါမှာလမ်းရောက်တော့သူ့ကိုဝင်းခွဲနဲ့တွေ့ပြန်တဲ့ကွယ်သူ့ကိုကလည်းဘယ်သွားမလို့လဲဂျာပေါက်လို့မေးပြန်တယ်အဲ့ဒါနဲ့ဂျာပေါက်ကလည်းចောင်းသွားမလို့ပါလို့ပြောလိုက်တဲ့ကွယ် အဲ့ဒီလိုနဲ့ဂျာပေါက်ဟာရှေ့ဆက်သွားတော့တပင်ကြီးနားမှာသူ့ဦးလေးနဲ့ထပ်တွေ့ပြန်တယ်ကွယ်သူ့ဦးလေးကလည်းဘယ်သွားမလို့လဲဂျာပေါက်လို့မေးတယ်ကွယ်အဲ့ဒါနဲ့ဂျာပေါက်ကလည်းចောင်းသွားမလို့ပါလို့ပြောလိုက်တယ်ကွယ်အဲ့ဒီလိုနဲ့ရှေ့ဆက်ပြီးသွားလိုက်တဲ့အခါမှာတောင်ကုန်းပေါ်မှာလယ်သမားကြီးတဦးနဲ့တွေ့ပြန်တယ်ကွယ် လယ်သမားကြီးကလည်းဘယ်သွားမလို့လဲဂျာဘောက်လို့မေးတဲ့ကွယ်ဂျာဘောက်ကလည်းចောင်းသွားမလို့ပါလို့ပြောလိုက်ပြန်တဲ့ကွယ်ဒီလိုနဲ့ရှေ့ဆက်ပြီးသွားလိုက်တဲ့အခါမှာရွာတဲ့ဈေးဆိုင်ကစိုက်ပိုင်ရှင်တော်ကြီးနဲ့ထပ်ပြီးတွေ့ပြန်တဲ့ကွယ်အတော်ကြီးကလည်းဘယ်သွားမလို့လဲဂျာဘောက်လို့မေးတဲ့ကွယ်ဂျာဘောက်ကလည်းចောင်းသွားမလို့ပါလို့ပြောလိုက်ပြန်တဲ့ကွယ် အဲ့ဒီလိုနဲ့သွားလိုက်တာအောင်းဝင်ဝမှာအောင်းအုပ်ကြီးနဲ့တွေ့တဲ့ကွယ်အောင်းအုပ်ကြီးကမင်္ဂလာပါခလေးကြီးခလေးကသူငယ်ရန်းကလားလို့ပြောတော့ဂျာဘောက်ကလည်းမင်္ဂလာပါဆရာကြီးသမီးကသူငယ်ရန်းကပါလို့ပြောလိုက်တဲ့ကွယ်အဲဒီခါမှာကျောင်းအုပ်ဆရာကြီးကသူငယ်ရန်းအခန်းကဟိုနားမှာသွားလိုက်ပါလို့ပြောတော့ဂျာပေါက်ကလည်း ဟုတ်ကဲ့ပါဆရာကြီးလို့ပြောပြီးအခန်းကိုရှောက်လာတယ်ကွယ်သူငယ်တန်းအခန်းဝလည်းရောက်ရောဆရာမကသမီးရေမင်္ဂလာပါလို့ပြောတော့ဂျာပေါက်ကလည်းမင်္ဂလာပါဆရာမသမီးကသူငယ်တန်းကပါဒါကသူငယ်တန်းအခန်းလားရှင်လို့မေးလိုက်တဲ့ကွယ်အဲ့ဒီခါမှာဆရာမက ဟုတ်တယ်ဒါသူငယ်တန်းခန်းမယ်ဆရာမကကလေးတို့ရဲ့ဆရာမပါ သမီးနာမည်ဘယ်လိုခေါ်ပါလဲလို့မေးလိုက်တဲ့ကွယ်။ဂျာပေါက်ပါဆီယာမာလို့ပြန်ပြောလိုက်ပါတယ်။အဲ့ခါမှာဆီယာမာကအခန်းထဲကိုဝင်လာခဲ့ပါ သမီးရေလို့ပြောလိုက်တဲ့ခါမှာတော့ဂျာပေါက်ကဟုတ်ကဲ့ပါဆီယာမာကျေးဇူးတင်ပါတယ်ရှင်ဆိုပြီးဝမ်းသာစွာဖြင့်သူငယ်ရန်ခန်းထဲကိုဝင်သွားပါတော့တယ်ကွယ်။ကဲတားရသမီးရေဒီပုံပြင်လေးတွေကဂျာပေါက်လေးကအရန်ကို ယင်ကြီးတဲ့ចောင်းသူလေးမဟုတ်ဘူးလားကွယ်ဟုတ်ပါတယ်သူကတလန်းလုံးသူ့ကိုမေးသမျှ စိတ်ရှိလက်ရှိနဲ့ဖြေကြားခဲ့တယ်။ဆရာဆရာမတွေရဲ့ပြောစကားအမေးစကားတွေကိုလည်းသူကစိတ်ရှိလက်ရှိနဲ့နားထောင်နေရင်ရင်ကြီးကြီးနဲ့ပြန်ပြောတဲ့ကွယ်။ကဲဒါဟာဒီပုံမြင်လေးရဲ့သင်ခန်းစာပါပဲ။အဲဒီတော့သားတို့သမီးတို့လည်းဆရာဆရာမတွေလူကြီးမိဘတွေနဲ့စကားပြောတဲ့အခါမှာရင်ရင်ကြီးကြီးတိမ်တိမ်မွမွစိတ်ရှိရှိလေးနဲ့ပြောကြနော်ကလေးတို့ကြီး။